ဝိုင်းရှ်ဘတ်မှာ UFC ပွဲတွေဘလို့ရှာပြီးလောင်းမလဲဆိုတာနဲ့လောင်းလို့ရနိုင်ဒီပေါက်ကျဲတွေအကုန်လုံးတစ်ခုချင်းစီကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးတော့မှာဖြစ်ပါတယ်ဝိုင်းရှ်ဘတ်ကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်အရင်ဆုံးလောက်မှာဒီ all ဆိုတာရှိရပါတော့။အဲ့ all တွေဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုမျက်နှာပြင်လေးပေါ်လာလိမ့်မယ်။ဒီကတော့ကျွန်တော် live လွှင့်နေပွဲပေါ့နော် live မဟုတ်ဘဲနဲ့ကျွန်တော်ဒီ pre match ဆိုတာမှာကျွန်တော်ရွေးလိုက်မယ်ရွေးပြီးဆိုရှင်အောက်ကိုဆွဲလိုက်မယ်ဆိုလို့ရှင်ကျွန်တော်ဒီမှာ UFC ဆိုတာရှိရပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ် okay ဒီမှာ तू ကအခု UFC 323ပေါ့နော်အခုနောက်လာမယ့်ပွဲစဉ်တွေကို तू အစင်လိုက်ပြပေးထားဖြစ်ပါတယ် okay ဒီအောက်ကဟာတွေကတော့ကျွန်တော်တို့ဒီလောလောဆယ်မှာမလောင်းသေးဘူးပေါ့နော်ဒါတွေကနောက်ပိုင်ပွဲစဉ်တွေဖြစ်တဲ့အရင်ဆုံးကျွန်တော်တို့ဒီနီးကပ်နေတဲ့ပွဲစဉ်တွေကိုကြည့်ချင်တယ်ဆိုတော့ဒီ UFC 323ပေါ့နော်ကျွန်တော်တို့အပေါ်ဆုံးအဟာကိုကြည့်လိုက်မယ်ပေါ့နော် โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာသူကပွဲစဉ်တွေ live ပေါ့เนาะကျွန်တော်ဒီအချိန်တွေရောနေ့ရက်တွေရောကျွန်တော်ဒီ US ဟာပေါ့เนาะ UFC ရဲ့ဒီကစားမဲ့ပေါ့เนาะပွဲစဉ်တွေရဲ့အချိန်စရားတွေရဲ့နိုင်တွေအကုန်လုံးကိုကျွန်တော်ဒီကိုယ်နိုင်ငံအလိုက်ကျွန်တော်ရေးပေးထားရဲ့ပေါ့เนาะဥပမာအခုဒီ wrench back ကိုစော့နေတဲ့သူကမြန်မာနိုင်ငံမှာရှိရဆိုရင်မြန်မာနိုင်ငံရဲ့နိုင်နဲ့ပြလိုက်မယ်ပေါ့เนาะโอเคဒီကသူကတပွဲချင်းစီရှိတယ်โอเคဒီမှာကျွန်တော်တို့နောက်လာမယ့်ပွဲကကျွန်တော် ဒီခေါင်းပွဲစဉ်ဆိုလို့ရှိရင်အောက်ဆုံးပွဲစဉ်ပေါ့နော်အဲ့ဒီရဲ့အရှိမကကျွန်တော်ဒီဂျိုရှုအဘန်ပွဲရှိမယ်ပေါ့နော်ဘန်နဲ့ဒီပန်ထရိုဂျာနဲ့ပေါ့နော်ကျွန်တော်အဲ့ပွဲစဉ်ရဲ့အကြောင်းကိုဥပမာပေးပြီးတော့ကျွန်တော်ဒီပေါက်ကြေးတွေကိုရှင်းပြပေးသွားမယ်โอเคအဲ့ဆိုရင်အဲ့ကိုနှိပ်လိုက်မယ် နှိပ်ပြီးဆိုရှင်ကျွန်တော်ဒီမှာဒီအားလေးတစ်ခုချင်းစီကျွန်တော်ရှင်းပြပေးသွားမယ်ပေါ့နော်။ Okay အဲ့ဆိုရင်ပေါ်စောပါကသူက 1H2 ဆိုပြီးရောရှိတယ်။ဒါကတော့ကျွန်တော်ဘောလုံးမွဲလောင်းတယ်လို့ပဲပေါ့နော်။ Ancient Aim Away Queen ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ဒီ W1 ဆိုရှင်ကျွန်တော်ဒီ Pantroger ပေါ့နော်။ W1 နိုင်မယ်ဆိုရှင် Pantroger နိုင်မယ်ဆိုရင် W1 ကိုလောင်းလို့ရှင်ကျွန်တော်တို့1000လောင်းလို့ရှင်အဲ1300နဲ့ကျွန်တော်300မြတ်မယ်ပေါ့နော်။ Okay အဲ့ဆိုရင်နောက်တစ်ခုကဒီ Joshua Ban ကိုကျွန်တော်လောင်းမယ်ဆိုလို့ရှိရင် W2 ကိုလောင်းမယ်ဆိုရင်ကျွန်တော်1000လောင်းလို့ရှိရင်3000ကျော်ရမယ်ပေါ့နော်။ โอเคဒါကတော့ဒီ990ရှိတဲ့သူဟာဇာနေမယ်ပေါ့เนาะအပေါ်ကြီးအောက်ကြီးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့เนาะโอเค2 way ဆိုတာလည်းအဲ့လိုပါပဲပေါ့เนาะသူကတော့ဒေါ်မပါတော့ပေါ့เนาะ h ကကျွန်တော်ဒေါ်ပေါ့เนาะဒေါ်ကတော့သူကဒီမှာ90ဇာတိပေးထားတယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့ဒီကျွန်တော်ပေါ့เนาะဒီဘယ်လိုပြောမလဲ round ငါးပွဲပေါ့နော်5 round ဒီကျွန်တော်ကစားပြီးဆိုရှင်သူအမှတ်ပေးတဲ့ပုံစံမျိုးနဲ့သွားတာဆိုတော့ဒီတေကြရဆိုတာရှားရပေါ့နော်နောက်ပိုင်း technical decision တို့ပါတော့ねသူတို့အဲ့လိုမျိုးပေါ့နော်ဒီဘယ်လိုပြောမလဲပွဲမဖြစ်မနေရဲလိုက်တဲ့ခါမျိုးမှာပေါ့နော်အဲ့လိုဆိုရင်တော့သူ draw ဖြစ်နိုင်ချေများတယ်ပေါ့နော်โอเคအားကြောင့်မို့ကျွန်တော်တို့လောင်းမယ်ဆိုရှင်တော့ W1 လား W2 လားပေါ့နော်အဲ့လိုလောင်းနိုင်တယ်။โอเคနောက်တစ်ခုကဒါပဲ chance ကလည်းအဲ့လိုမျိုးပေါ့18ဆိုတော့သူက1နဲ့ဒါမှမဟုတ်ရှင်တရေနဲ့ပေါ့နော်ဒါလည်း ဇာတိတ်မကွာဘူးပေါ့နော်ဒါခဏပြောသလိုတည်ကြနိုင်ရင်နေတဲ့တော့ပေါ့နော်โอเคနောက်တစ်ခုကတိုတယ်ပေါ့နော်တိုတယ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီဟောပေါ့နော်0.5 1.5အဲ့လိုမျိုးရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီကြည့်မယ်ဆိုလို့ရှိရင်0.5ဆိုတာကျွန်တော်ဒီ round နေပေါ့နော်ဥမာ round 1 round 1ဟိုတော့ကျွန်တော်ရောက်ပါတယ်ဒါပေမဲ့လို့ပေါ့နော်ဒီ point 5ဆိုတာရှိသေး point 5ဆိုတာကျွန်တော်ဒီ round ကတစ် round မှာဆိုရင်ကျွန်တော်9မိနစ်ရှိရဗျာ 5မိနစ်ရှိရဆိုတော့ဒီ0.5ဆိုတော့ကျွန်တော်2မိနစ်ခွဲပေါ့နော်တဝက်ယူမယ်ဆိုရင်2မိနစ်ခွဲအဲ့တော့ကျွန်တော် round 1ကိုမှ2မိနစ်ခွဲကြော်မယ်ပေါ့နော်2မိနစ်ခွဲကိုကြော်မယ်ဆိုလို့ရှိရင်ဒီ1.01စာရမယ်ပေါ့နော်ဥမာသူကလောင်းမယ်ဆိုရင်ဥမာ1000လောင်းမယ်ဆိုမှ100ပဲမြတ်မယ်ပေါ့နော်အဲ့လိုမျိုးပဲ ANR 0.5ဆိုတာကျတော့ဒီ2မိနစ်ခွဲမကြော်ဘဲနဲ့ပေါ့နော်ပွဲကဒီ round 1 2မိနစ်ခွဲတော့မကြော်ဘဲနဲ့ပွဲပြီးသွားမှဆိုရင်တော့ဒီ12ဆရာမှာဥမာ1000လောက်မှဆိုရင်1300ရမှာပေါ့နော်နောက်တစ်ခုက over 1.5ကလည်းအဲ့လိုမျိုးပါပဲ ဟိုပါကျွန်တော်အရှိရဟာကိုကြည့်မယ်ဆိုရင်1ဆိုတာကျတော့တရောင်းပြီးသွားပြီဗျာ round 2ဖြစ်သွားမှာ1.5ဆိုရင် round 2ဖြစ်မှာသို့ပေမဲ့လို့0.5ပါသေးရဖြစ်တဲ့အတွက် round 2တင်မပြီးသေးဘူးပေါ့နော်ဒီဘယ်လိုပြောမလဲအမ်0.5က1မိနစ်ခွဲယူမယ်ဗျာ okay အဲ့ဒါကျွန်တော်ဒီ round 1 round 2နဲ့မပြောဘဲနဲ့ကျွန်တော်ဟိုလိုပြောလိုက်မယ်ဟိုပါ1.5ဆို1ဆိုတာကျတော့ဒီ round 1ပြီးသွားတဲ့အတွက် 5မိနစ်ပြီးသွားပြီဗျ။ Okay point 5ဆိုတာကျတော့နောက်ထပ်တဝက်2မိနစ်ခွဲဆိုတော့9မိနစ်ခွဲပေါ့နော်9မိနစ်နဲ့30စက္ကန့်ကိုကြောပြီဆိုရင်1.2စစ်စာရမယ်။ Okay over 2.5ကလည်းအဲ့လိုမျိုးပါပဲ။ round 2ပြီးဆိုရင်ကျွန်တော်စီ7မိနစ်ပြီးမယ်ဗျာ။အဲ point 5ဆိုတာ2မိနစ်ခွဲဆိုတော့12မိနစ်ခွဲပြီးဆိုလို့ရှိရင်12မိနစ်ခွဲကိုပွဲကြောမယ်ဆိုလို့ရှိရင်1.49စာရမယ်ပေါ့နော်။ Okay အဲ့လိုမျိုးပဲတွက်မယ်ပေါ့နော်။အောက်ကဟာကြီးလည်းတိမယ်လို့မျှော်လင့်ပါတယ်။အဲနောက်တစ်ခုက handicap ပေါ့နော်။ ဟန်ဒီကပ်ကဘယ်လိုမျိုးလဲဆိုရင် तू ကကြာ round နဲ့မဟုတ်ဘဲသူအမှတ်ပေးတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဥပမာဒီကျွန်တော်တို့ round 5ပြီးသွားရယ်ပေါ့နော်အဲပြီးသွားရယ်ဆိုရှင်အမှတ်ပေးတဲ့ပုံစံမျိုးနဲ့သွားတယ်ပြီးလို့ရှိရင်ဒီ round ဟောလို့လဲပေါ့နော်ဒီအမှတ်တွေကတော့ပေးတယ်ဗျာအမှတ်ပေးရယ်ဆိုတော့ဒီအမှတ်တွေကိုတွက်မယ်ဥပမာဒီ mine 1 1ဆိုတာကျတော့အရှိက1ဆိုတာကဒီ pantroja ပေးတာပေါ့နော် mine 5.5ဆိုတော့ကျွန်တော်ဒီစစ်ပေါ့နော်6မှတ်အကွာနဲ့ပန်ထရိုဂျာအကျော်ပေးတာ6မှတ်အကျော်ပေးပြီးတော့ဆိုလို့ရှိရင်ပေါ့နော်6မှတ်အကွာနဲ့ ပန်ထရိုဂျာနိုင်မယ်ဆိုရင်1.79စာရမယ်။ Okay အဲ့လိုမျိုးပဲအဲနောက်တစ်ခုကဒီ Joshua Ban ပေါ့နော်။ Joshua Ban ကဒီ6မှတ်မကွာဘူးဗျာ။ Joshua Ban ဘက်ကလောင်းမယ်ဆိုရင်6မှတ်မကွာဘဲနဲ့ဆိုလို့ရှိရင်ကျွန်တော်2.05ရမယ်ပေါ့နော်။ Okay နောက်တစ်ခုကဒီ Win in Round ပေါ့နော်။အဲ့ဒါကတော့ကျွန်တော်ဒီ Point Victory 1ပေါ့နော်။သူကကြတော့ဒီကျွန်တော်ဘယ်ပြောမလဲ။ Point ဟိုဟွာပေါ့နော်။ round ကကျွန်တော်9 round ထိသွားတယ်ဗျာ ငါးရောင်းပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဟွာနဲ့ပေါ့နော်ဒီ jet ဆိုတဲ့ဒီဟွာအမှတ်ပေးတဲ့ဒိုင်နေပေါ့နော်ဒိုင်နေရဲ့အမှတ်ပေးရဲ့ပုံစံမျိုးနဲ့ကျွန်တော်သွားမှာဗျာအဲ့ဒီတော့ဒီ round 5ပြီးသွားပြီပေါ့နော် round 5ပြီးလို့မှဒီဘယ်လိုမှမလဲအရှုံးအနိုင်အရှုံးမပေါ်သေးဘူးအမှတ်နဲ့သွားရတော့မယ်ဆိုလို့ရှိရင်အဲ့ဒီအမှတ်နဲ့သွားပြီးတော့မှရွေးချယ်လိုက်တဲ့ဟာကပေါ့နော်ဒီ ဟိုပန်ထရိုဂျာနိုင်မယ်ဆိုရင် victory 1ပေါ့နော်3.5စာရမယ်အဲ့လိုမှမဟုတ်ဘူး Joshua Ban ကနေပြီးတော့နိုင်မယ်ဆိုရင်5.5ရမယ်ပေါ့နော်โอเคဟုတ်ကဲ့နောက်တစ်ခုကတော့ဒီ draw ဆိုတာအပေါ်အားနဲ့တူတူပါပဲပေါ့နော်โอเคအဲ့လိုမျိုးပဲ W1 in round 1ဆိုတာကြတော့သူကဘာလဲဆိုရင် W1 ဆိုတာခုနကပဲပန်ထရိုဂျာနိုင်နေပေါ့နော် W2 ဆိုတာ Joshua Ban နိုင်နေပေါ့နော်တိုးပြမယ်လို့သူက round 1ဒီ round 1မှာပဲကျွန်တော်နိုင်ဝင်နိုင်ရမယ် round 2 round 3 round 5မဟုတ်ဘဲနဲ့ round 1မှာပဲဒီ pentro jar နိုင်တယ်ဆိုရင်6.5ဆက်ရမယ် okay အဲ့လိုမျိုးပေါ့နော် w1 in round 2ဆိုလဲအဲ့လိုမျိုးပဲအာဒီဟောပေါ့နော် round 2မှာ w1 နိုင်ကုန်နိုင်ရမယ် round 3ရဲ့ round 4တွေမဟုတ်ဘူးအဲ့လိုမျိုးအဲ့လိုမျိုးပဲ w2 in round 2ဆိုလဲအဲ့လိုမျိုးပဲ round 2မှာ joshua ban နိုင်ကုန်နိုင်ရမယ် ss 6သားဆိုရင်ကျတော့1000လောက်ရှင်တသိန်း9000ရမယ် okay အဲ့လိုမျိုးပါပဲပေါ့နော်နောက်ထပ်က method of battery okay ဒါတွေကတော့ဒါတွေကတော့နည်းနည်းဟောပေါ့နော်ကြာ ပြောရင်ကျွန်တော်ကြာတော့ကြာမှာပေါ့နော်အဲ့တော့ကျွန်တော်ရိုးရှင်းသွားနေလေးပြောလိုက်ပါမယ် Okay WMID suspension တို့ painful တို့ဒီ love တို့ဆိုတာကြောင့်ဒီချုပ်တာပြကျွန်တော်သိလားဒီချုပ်တာရဲ့ကျွန်တော်ဒီဟိုရက်စံဆိုချုပ်တာတို့ပြီးလို့ရှင်ဒိုင်းဟိုပေါ့နော် KO တို့ပါအောင်နဲ့ထိုးတာတို့ပါအောင်နဲ့နိုင်တဲ့ဟာကြီးဆိုရှိတယ်ဗျာ Okay ဒီချုပ်ပြီးတော့နိုင်တဲ့ဟာကဒီ W1 ဘိုင်းပေါ့နော် W1 ဆိုတော့ဒီ patroler patroler ဆိုတာသူကချုပ်တဲ့သူဗျာချုပ်တဲ့သူဆိုတော့ဒီ point ဈာကနည်းမယ်ဗျာသူကဒီချုပ်တာနဲ့နိုင်မယ်ဆိုလို့ရှင်2.3 7ဈာရမယ်ပေါ့နော် ဒါပေမဲ့အဲ့ဒီခုနပြောသလိုဒီဟွာပေါ့နော်ပန်ထရိုဂျာကတော့နိုင်နေဗျာတော့ပြင်မဲ့လို့ဒီချုပ်တာနဲ့နိုင်မှရမှာအဲ့လိုမဟုတ်ဘဲဒီ KO ပေါ့နော်ထိုးပြီးတော့ဒီဟွာအလဲထိုးတာနဲ့နိုင်နေဆိုလို့ရှိရင်ကျတော့မရဘူးပြောရအဲ့လိုမျိုးအဲ့လိုမျိုးပဲနောက်တစ်ခုက W1 ပါရင်ဒီ suspension ပေါ့နော်ဒီချုပ်တာနဲ့ W1 ကပေါ့နော်ဒီပန်ထရိုဂျာချုပ်တာနဲ့နိုင်တာမဟုတ်ဘဲတခြားနည်းနဲ့နိုင်တာဆိုလို့ရှိရင်ဒီ1.45 54စပေါ့နော်ရမယ်ပေါ့နော် โอเคနောက်တစ်ခုက W2 by ဟိုဟာဆိုတော့ဒီ Joshua Ban ကဒီချုပ်တာနဲ့နိုင်တယ်ပေါ့နော်ချုပ်တာနဲ့နိုင်တယ်ဆိုရင်40ဇာတကယ်တမ်းက Joshua Ban ကသူကချုပ်တဲ့သူမဟုတ်ဘူးသူကအလဲထိုးတဲ့သူပြအဲ့အတွက်ကြောင့်မို့သူက40ဇာတီပေးထားပါပေါ့နော်โอเคနောက်တစ်ခုအဲ့မှာ Joshua Ban ကဒီ KO ပေါ့နော်အဲဒီ KO တို့နဲ့မနိုင်ဘူးလို့ပြောထားတယ်သူကဒီမှာ no ပေါ့နော်ဒါလို့တော့တခုချင်းသူတို့တရားဖတ်ပြီးတော့ကြည့်မှရမယ်နော်โอเคအဲ့လိုမျိုးပဲပေါ့နော်အဲနောက်တစ်ခါဒီ decision နဲ့သွားသလားပေါ့နော် split decision ဆိုတာရှိရဗျာအာဒီ split decision ဆိုတာဘာလဲဆိုရင်ကျတော့ဒီ โอเคဒါတွေကတော့ကျွန်တော်အောက်မှာလဲပါမှာဖြစ်တယ်တော့အောက်ရောက်မှာကျွန်တော်တေချာရှင်းပြတော့မယ်ပေါ့နော်โอเคအဲ့ဒါကဒီလိုပဲပေါ့နော်ဒီကျွန်တော်ဒီမှာ W1 ဆိုရင်ကျော်ရှူပေါ့နော်ပန်ထရိုချာဆိုပြီးသိထားမယ်အ KO TKO ဆိုလို့ရှိရင်ကျွန်တော်ဒီထိုးတာပေါ့နော်အလဲထိုးတာဆိုပြီးသိထားမယ်အ D2 ဆိုတာကကြာတော့ဒီဟွာပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲအမ် D2 ဆိုတာကဒီဟွာပေါ့နော်စီကန်ဖောက်ဖြတ်တာဗျစီကန်ဖောက်ဖြတ်လို့မဟုတ်အလိုနိုင်သွားတဲ့ပုံစံမျိုးနဲ့ပေါ့နော်တယောက်ကဥမာ တယောက်ကအစည်းကမ်းဖော်ပြတဲ့အခါမှာဒီဘာပေါ့ channel တယောက်ကနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒီ W1 နိုင်တယ်ဆိုလို့ရှိရင်ရမယ်ပေါ့နော်โอเคနောက်တစ်ခုကဒီ decision win yes ပေါ့เนาะ decision win yes လားဒါမှမဟုတ် decision win no လားပေါ့เนาะ decision ဆိုတာခဏပြောတယ် round 5ကိုကြော်ပါကြီးဗျာ round 5ကိုကြော်ပြီးလို့မဟုတ်အမှတ်ပေးတဲ့ပုံစံမျိုးနဲ့သွားမလားမသွားမလားဆိုရယ်လောင်းတာပေါ့เนาะ yes or no ပေါ့เนาะโอเค က်တော့ဒီ decision on မှာ1 w1 နိုင်တယ်ဗောနော် decision ဘိုင်း on မှာ w1 နိုင်တယ်ဆို3.5စရမယ်โอเคဒီဟာကဒီ decision w1 ဆိုတာကအကယ်၍ဒီ round 1 round 1နဲ့ round 5ကြားမှာ w1 နိုင်သွားရဲ့ဆိုရှင်ဒီ yes ကိုလောင်းထိုင်မရဘူးเนาะသူကဒီ round 5ပြီးလို့မှမမပေးပုံစံမျိုးနဲ့ battle ကြားနိုင်မှရကိုရမှာအဲ့လိုမျိုးပေါ့เนาะโอเคဒါလေးကအဲ့လိုပါပဲပေါ့เนาะဒီအမ် UD ပေါ့เนาะ UD ဆိုတာကကြာတော့သူကဘယ်လိုပြောမလဲ โอเคဒီ UD တိထားမယ်เนาะစောစောကဒီဟိုဘောเนาะ SD ဆိုတဲ့ဟာတော့မှတ်ထားလိုက်ပဲအောက်မှာတစ်ခါလာမှာမဟုတ်လို့ဘောเนาะအဲ့အောက်မှာတစ်ခါရှင်းပြတော့မယ်โอเคဒါလေးကဒီလိုပါပဲဘောเนาะโอเคနောက်တစ်ခုကဒီ5 to go the distance ဘောเนาะ5 to go the distance ဆိုတော့ခုနပြောတဲ့ဒီဟိုဘောเนาะသူက distance ဆိုတဲ့အကွာအဝေးကဘာလဲဆိုခုနပြောတဲ့ round 5တိဗျာကျွန်တော်တို့သတ်မှတ်ထားတယ်အဲ့ round 5ကိုကြော်မှာလားလို့ပြောတာဘောเนาะကြော်မယ်ဆိုရင် yes ကိုလောင်းမယ်ဆိုရင်2.32ရမယ်နိုးဆိုရင်1.54ဘောเนาะโอเคနောက်တစ်ခုက one way bounce အဲ့ပေါ့နော်ဒီဟာကဘာလဲဆိုရင်ဒီဟိုပေါ့နော် round round 1မှာအပွဲရပြီးသွားမလား round 2မှာအပွဲရပြီးသွားမလား round 3မှာပြီးသွားမလားဆိုတော့လောင်းရတာအတိအကျလောင်းရတာဗျာကဲကိုက round 3မှာဟို round 3ကိုရေးထားမယ်ဆိုရင် round 2မှာပြီးသွားရင်လည်းကြောင့်မရဘူး round 4မှာပြီးသွားရင်လည်းမရဘူးပေါ့နော် round 3မှာပြီးဖို့ပြီးရမယ်အဲ့လိုမျိုး okay နောက်တစ်ခုက method win ပေါ့နော် method win ဆိုတာကကြတော့ အခု live ပေါ့နော်ဒီကခဏကပြောအပေါ်မှာပြောတဲ့ဒီ UD တို့ SD တို့ကြောင့်ကျွန်တော်ရှင်းပြမှာနော်ဒီ Jew ကတော့စောစောကျွန်တော်ပြောပြသားဒီဟိုပါပေါ့နော်တယောက်ကစီကံဖော်ပြလုံမလို့နိုင်သွားတဲ့ပုံစံမျိုးပေါ့နော်ဒါလေးကရှားပါတယ်ရှားရတဲ့ဒီ65စာတိပေးထားရပေါ့နော်နောက်တစ်ခါ UD ဆိုတာကဘာလဲဆိုခဏပြအမှတ်ပေးရပုံစံမျိုးကိုသွားတာဒီ round 5ပြီးတော့အမှတ်ပေးရခါမှာဒီဒိုင်3ဦးရှိတယ်ဗျအဲ့ဒိုင်3ဦးကနေပြီးတော့အမှတ်ပေးတယ်အမှတ်ပေးရခါမှာဒီ UD ဆိုလို့ရှိရင်ဒီ3ဦးစလုံးကပေါ့နော်3ဦးစလုံးကဥပမာဒီ pantrocha ကိုအနိုင် အမှတ်အများကြီးပေးထားရဗျာ အမတ်တွေကဒီလိုဒီလိုပြီးရပေါ့နော်ဒီဘယ်လိုပြောမလဲဥမာ55 43အဥမာပန်ထရိုချာတိုင်းတစ်ယောက်က55 43ပေးရဆိုရင်နောက်တစ်ယောက်ကလည်းအဲ့လိုမျိုးပဲ43 42ပေါ့နော်အဲ့လိုမျိုးနဲ့ပေးပြီးတော့မှဒီပန်ထရိုချာကကြည်ပဲတိုင်းသုံးကနိုင်ထားရဆိုလို့ရှိရင်အနိုင်ကိုရထားရဆိုလို့ရှိရင်အမတ်များကိုရထားရဆိုရှင်ဒီ UD ဆိုတာကိုရမယ်ပေါ့နော်โอเคနောက်တစ်ခု SD ဆိုတာကြာဒီဒိုင်နာဦးကဒိုင်နာဦးကပန်ထရိုချာဒိုင်တဦးကဂျော်ရှူဘန်ပေါ့နော်โอเคအဲ့လိုမျိုးလည်းပေါ့နော်ဒီ ဒိုင်နာဦးကဂျိုရှူပန်ဒိုင်တာဦးကပန်ထရိုချာအဲ့လိုပုံစံမျိုးနဲ့သွားမလားပေါ့နော်ဒီအားကဘိုင်း SD ဆိုတဲ့ပုံစံမျိုးပေါ့နော်โอเคနောက်တစ်ခုက TD ဆိုတာကကြတော့ဒီပါပေါ့နော်တက်ကနီတဲ့ draw ပါပဲသူကတော့အမ်ဘယ်လိုပြောမလဲဒီ draw ပေါ့နော် draw ကြအောင်မှရွေးရဆိုတော့ဒီကတော့ရှားပါတယ်ပေါ့နော်ရှားရတဲ့55စလို့ပြောရပေါ့နော်နောက်နောက်တစ်ခုက win round ပေါ့နော်ဒါလည်းစောစောဟိုင်းနဲ့တူတယ် W1 ဆိုတာခဏပဲပန်ထရိုဂျာ9နဲ့ပေါ့နော်9နာမှာတော့1 2ဆိုရင် round 1မျိုးရှိရပြဟိုမှာ round 1နဲ့ round 2ပေါ့နော် ါ round 1မှာဖြစ် round 2မှာဖြစ်ဖြစ် 9y ဆိုလို့ရှိရင်3.6ရမယ်အဲ့လိုမျိုးပဲအောက်ကလည်း13ပေါ့နော်13ဆိုလို့ရှိရင်အဲဒီတက်ကနေ3အတွင်းပေါ့နော် round 1 round 2 round 3ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်9နဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင် round 4 round 5ဆိုလို့ရှိရင်မရတော့ဘူးနော်အဲ့ဆိုရင်2.6ရမယ်အဲ့လိုမျိုးပဲ w2 ဆိုလို့ရှိရင်ဒီ joshua ban 9နဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော် โอเคနောက်တစ်ခါ W1 ရဲ့ round 5 or buying decision ပေါ့เนาะအဲဒီ round 5မှာလာဒါမှမဟုတ်ရှင်ဒီ decision ဘက်ထိသွားတယ်ပေါ့เนาะ decision ရောက်မှနိုင်တာလားဆိုပြီးတော့ရွေရတဲ့ဟာမျိုးပေါ့เนาะโอเคနောက်တစ်ခါ round where f in the first 60 second of first round ပေါ့เนาะဒါကဘာလဲဆိုရင်ဒီ10မိနစ်ပွဲက10မိနစ်ကိုမကျော်ရအောင်ဆိုပေါ့เนาะအဲဒါရတော့ရှားပါလေပေါ့เนาะ နောက်တစ်ခုကဒီအဲ့လိုမျိုးပဲပေါ့နော်ဟောင်းတဝဲဘောင်းစ်ဝဲဘီရုံးโอเคဒီပွဲကဘယ်လိုပြီးရမလဲပေါ့နော်ဘယ်လိုပြီးမလဲဆိုခဏပဲဒီ submission တွေပါလေဆိုတာချုပ်တာနော် KO ဆိုတာကဂျာ KO TKO တို့ဆိုတာဂျာဒီအလဲထိုးတာဗျာဒီခဏပဲချုပ်တာနဲ့ပြီးသွားမလားဒါမို့ရှင်ဒီအလဲထိုးတာနဲ့ပဲပွဲကပြီးမလားပေါ့နော်ပွဲသိမ်းမလားပေါ့နောက်တစ်ခုကဒီခဏပဲ round 5ပြီးလို့မို့ဒီဆုံးဖြတ်တာဗျာအမှတ်ပေးအမှတ်ပေးတဲ့ပုံစံမျိုးနဲ့သွားမလားပေါ့အမ်ဘယ်လိုပြီးမလဲဆိုတဲ့ပုံစံမျိုးနဲ့ draw ဆိုတာရှာရတဲ့ draw ကြမလားပေါ့နော်46 46စသည်ပေးထားရနော် โอเคနောက်တစ်ခုက English round weather bounce be round ပါเนาะအဲ့ဒါကဘာလဲဆိုခုနအတိုင်းပဲဒီ bear round မှာပြီးမလဲပါเนาะဥမာ1 2ဆိုရင်1 2ကြာနှစ်ခုပေးထားရယ်เนาะဟိုခုနကအပေါ်မှာကြာတက်ခုတည်းပဲပေးထားတာနှစ်ခုပေးတယ်ဥမာ round 1 round 2ကိုရွေးမလားဒါမှမဟုတ် round 3 round 4ကိုရွေးမလားပါเนาะအဲ့လိုရွေးလို့ရတယ်ဒီမှာစရရင်နည်းနည်းများတယ်เนาะဒီရာမှာโอเคနောက်အောက်ဆုံးမှာကြာဒီမှာ round 5လာဒါမှမဟုတ်ရှင်အပေါ်က round 5ရဲ့နောက်ကအမပေးပလားတွေသွားမလားပါเนาะအမပေးရပုံစံမျိုးတွေသွားမလားဆိုတဲ့ပုံစံမျိုး Okay, now to go English round, Wi-Fi da, အမ်1ပါเนาะအဲ့ဒီဟာပါလဲဆိုလို့ရှိရင်ဒီခုနကပြောတဲ့ဒီ Fighter 1ဆိုတဲ့ဒီ Pantroja ပေါ့เนาะဒီချုပ်တာနဲ့နိုင်မလားဆိုတော့ပေါ့နိုင်ချုပ်တာနဲ့နိုင်တာတင်မမရမပြီးသေးဘူးဒီ round 1 round 2 round 3 round 4 round 5ပေါ့เนาะဘယ် round မှာနိုင်မလဲဆိုပြီးအတိအကျရွေးရတာဗျာအဲအဲ့ဒီဟာရှိမယ်ပေါ့เนาะ Okay အောက်ကဟာလည်းအဲ့တိုင်းပါပဲဒီ Fighter 2ပေါ့เนาะ Joshua Ban ကချုပ်ကွက်နဲ့နိုင်မလားဒီမှာသူကစားရင်များတာကိုကျွန်တော်ကြည့်ရမယ်เนาะဘာလို့စားရင်များလဲဆိုရင်ခုနကပြောကျွန်တော် Joshua Ban ကသူချုပ်တဲ့ကောင်မဟုတ်ဘူးဗျာသူကဒီအလဲထိုးတဲ့လူဆိုတော့ ချုပ်တဲ့ဟာရှားရတယ်ဗောနော်ရှားရတယ်ဒီမှာစားရအများကြီးပေးထားအဲ့ဒီချုပ်တာရှားအောင်တယ်မကောက်တော့ဘယ်ရောင်းမှနိုင်မလဲဆိုတော့ဗတိကျခံမှန်းရတာဗျာဒါနည်းနည်းရှားကိုရှားရတယ်ဗောနော်အဲ့တော့စားရအများထားတယ်โอเคအောက်မှာလာရဒီမှာဒီအလဲထိုးတာဗောနော်အဲ့လိုမျိုးပဲဒီမှာအလဲထိုးတဲ့အခါမှာဒီဇာရင်များနဲ့တွေ့ရမယ်ဒီမှာ Fighter 1 Pantroger Pantroger ခုနကပြောအလဲထိုးတဲ့ဟာအလဲထိုးတာထက်သူအာသာတာဒီဟိုပါဘောနော်ချုပ်တာအာသာဖြစ်တဲ့အတွက်ဒီမှာဘောနော်ဒီဇာရင်နည်းနည်းများတာတွေ့ရမယ်ဒီ Fighter 2 Joshua ကတော့ဒီအလဲထိုးတာဘောနော်သူကလည်း အဲအလဲထိုးတာမယ်အလဲထိုးပေးမယ်လို့ဒီပွဲကဂျိုရှုဘန်ကနိုင်နိုင်ချင်းနဲတဲ့အတွက်ဒီမှာစရင်များနေပေါ့နော်ခုနောက်တစ်ခါဝင် inside the distance ပေါ့နော်ခုနကပဲ distance ဆိုတာဒီ round 5ဗျာဒါပေမဲ့ round 5အတွင်းမှာဒီကောင်ကကြာ round 5အတွင်းမှာနိုင်ရမလားနိုင်မလားမနိုင်မလားဆိုရွေးရတာအပေါ်ကကြာတော့ round 5ကိုကြော်တယ်ကြော်ပြီးတော့ပေါ့နော်ဒီ decision နဲ့ရွေးတဲ့ဟာကိုလောင်းရတာပေါ့နော်အပေါ်မှာကြာတော့ okay နောက်တစ်ခါဒီ when the ball in first 60 second ပေါ့နော်ဒီဟာကအပေါ်အတိုင်းပဲဒီ10မိနစ်တွင်မှာပွဲသိမ်းတာပေါ့နော်တိုးပြင်မလို့10မိနစ်ပွဲပွဲသိမ်းနေဆိုပေမဲ့လို့ဘယ်သူနိုင်မလဲဆိုတာပါတခါရဲ့ခံမှန်းရယ်နော်ဒီမှာ W1 W2 W2 ဆိုရင်ဒီဂျိုရှုပန်ကမိနစ်60ပေါ့နော်10မိနစ်တွင်မှာနိုင်ခဲ့ရယ်ဆိုလို့ရှိရင်တရားသားတရားမဟုတ်မှာအဲကျွန်တော်တထောင်လောက်မှာဆိုရင်သိမ်းရမယ်ဗျာโอเคနောက်က point ဒီ ီပေါ့ဗောနော်ဒီတော့ရှင်းလာပါလားအသူကဘာလဲဆိုရင်ဒီအမတ်လျှော့တာဗျာအမတ်လျှော့တာဒီတကူကူစီကံဖောက်ပြလို့အမတ်လျှော့တာဗောနော်ဒီဘွဲအမတ်လျှော့တဲ့ဟာပါမလားမပါမလားဗောနော်စီကံဖောက်ပြမလားမဖောက်မဖောက်ပြမလားဆိုတော့ကြိုတင်လောင်းရတာဗောနော် yes ကိုရေးမယ်ဆိုရင်15ဆိုက်ရမယ်အဲ့ဒါအောင်မှနောက်ထပ်အဲဘယ် player က အစည်းကမ်းဖောက်ပြနိုင်လဲပေါ့နော်အဲ့ဒါပါရွေးရတာဒီမှာစားရင်များသွားမယ်နော်โอเคနောက်တစ်ခါဝင်း round ပေါ့နော်ဝင်း round ဆိုတာခုနကအပေါ်အဟာနဲ့အတူတူပါပဲပေါ့နော် w1 ဆိုတဲ့ဒီ banter round 1 2 3မှာပေါ့နော်နိုင်ခဲ့သည်ရှိတော့အဲ့နိုင်ခဲ့မှဆိုရင်2.6စားရမယ်ပေါ့နော်အောက်ကဟာလည်းအဲ့လိုမျိုးပဲ4 5ရေနောက်တစ်ခါ point ရင်ပေါ့နော်အမှတ်ပေးရပုံစံမျိုးနဲ့သွားမယ်အဖြစ်နိုင်ရရှိရတော့ဒီကျွန်တော်ထင်တော့ဒီအောက်ကပေါ့နော်4 5 point ကလည်းနည်းနည်းဖြစ်နိုင်ချေပိုများနိုင်တယ်ပေါ့နော်ဒါကျွန်တော်ထင်ပါအာโอเคနောက်တစ်ခါက in which round with the bounce B1 ဆိုတာလေအဲ့တိုင်းပဲပေါ့နော်ဒီအာ round 1 round 2 round 3ပေါ့နော်ဒီအကြောသုံးခုဒီပါလာညအဲ့လိုမျိုးပေါ့နော်အာနောက်တစ်ခုက who will be north out ပေါ့နော်ဒီ fighter 1ကဒီနိုင်မယ်ပေါ့နော်နိုင်တာတောင်မှဒီချုပ်တာနဲ့မဟုတ်ပဲနဲ့ဒီ knock out တွေပေါ့နော် knock ဆိုတဲ့ဒီ KO တို့ TKO တို့နဲ့အလဲထိုးတဲ့ပုံစံမျိုးနဲ့နိုင်တဲ့ခါကိုရွေးရတာပေါ့နော်โอเคနောက်တစ်ခုကဒီ either fighter ဆိုတာကြာပါလဲဆိုရင်ဒီဟောပေါ့နော် ပိန်ဖူးတော့ဒီချုပ်တာချုပ်တဲ့ဟာပုံစံမျိုးပဲပေါ့နော်ဒီပိန်ဖူးဆိုတာကြတော့နည်းနည်းနာနာကျင်ကျင်နဲ့ဆော့တဲ့ပုံစံမျိုးပြချုပ်တာပဲပေါ့နော်အဲ့ဒီဟာကကြတော့ဒီအဲ့ဒီဟာနဲ့ပြီးမလားပေါ့နော်အဲ့ဒီဟာနဲ့ပြီးမလားဒါမှမဟုတ်ပြီးမလားဆိုတာကိုရွေးရတာပေါ့နော်နောက်တစ်ခုက where this what the ပေါ့နော်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်အမ်ဒီဘယ်လိုပြောမလဲဥမာ2ပေါ့နော်2ဆိုတာ round 2ကိုပြောဥမာ round 2 yes ကိုရွေးထားမှဆိုလို့ရှင်ဒီ round 2ကိုရောက်ပြီဗျာ round 2ဆိုတော့ဒီ call on တန်ကြားလိုက်ပြီဆိုတာနဲ့ဒီ yes ကိုရွေးထားမှဆိုရင်နိုင်ပြီအဲ့လိုမျိုး round 3ဆိုတော့ဒီပွဲဒီကစားတဲ့ပွဲက round 3ကိုရောက်မလား round 4ကိုရောက်မလားဗောနော်အဲ့ဒီဟာရောက်ပြီဆိုတာနဲ့ဒီ call on တန်ထိုးပြီဆိုတာနဲ့ကျွန်တော်နိုင်တယ်ဗျာဒီဟာစားရတယ်ဗျာအကယ်၍ဒီ round 3 yes ကိုရွေးထားမှဆိုလို့ရှင် round 3ကိုရောက်ပြီဆိုရင်ဒီကျွန်တော်ပွဲစပြီဗောနော် round 3စပြီဆိုတာနဲ့ဒီဟာကနိုင်ပြီဗျာဒီစား โอเคနောက်တစ်ခုက how and bound and ပေါ့เนาะအဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော်ဒီအပေါ်ကပုံစံတိုင်းပါပဲပေါ့เนาะ round 1နဲ့ round 2အဲ့လိုမျိုးကြည့်ပြီးတော့ဒီချုပ်တာလာပါလာအဲ့ဒါတွေကို yes ကို yes ဆိုရင် yes ပေါ့เนาะအဲ့ဒါယူရတာပါโอเคနောက်တစ်ခုကဒီအောက်ဆုံးကဘာလဲဆိုရင်ဒီ minute ပေါ့เนาะโอเคဒီ minute ကလည်းကျွန်တော်အပေါ်ပြောရတဲ့အတိုင်းပဲပေါ့เนาะဒီပွဲကစားချိန်က ဘယ်နှမိနစ်ကိုကြော်နိုင်လဲပေါ့နော်တပွဲလုံးကဘယ်နှမိနစ်ရှိမလဲဆိုတော့လောင်းရတာအဲ့ဒီဟာအောင်မှာဒီမှာကျွန်တော် over 2.5ဆိုရင်2ဆိုတာကျွန်တော်အပေါ်မှာပြောပြတာပဲပြောပေးတဲ့အချိန်မှာ2ဆိုတာ1မိနစ်ဗျာ0.5ဆိုတော့ဒီ0.5ဆိုတာကျွန်တော်ဒီတစ်ခါကျတော့ second one နဲ့တွက်မယ်ဗျာ10မိနစ်ကို minute 30အ second 30ရှိရတဲ့အတွက်ကျွန်တော်1မိနစ်ခွဲဗျာ2.5ဆိုတာ1မိနစ်ခွဲလို့ပြောပါနော်အပေါ်ကစားချင်း1မိနစ်ခွဲဆိုရင်1.02နဲ့အမ်ရမယ်ပေါ့နော်အဲ့ဒါကအပေါ်မှာကျွန်တော်ဒီ over နဲ့တူတူပဲနော်ဒီမှာဒီမှာ over ကျွန်တော်ဒီမှာ1.01ဆိုတော့တိတ်မကွာဘူးဒီမှာ1.02ပေါ့နော်အာနောက်တစ်ခု over 7.5ဆိုတာလည်းလိုမျိုးပဲဒီ9မိနစ်ခွဲဗျာ9မိနစ်ခွဲပွဲကစားချင်း9မိနစ်ခွဲကျော်လောင်းရတာပေါ့နော်အဲဆိုရင်1.26ဒီမှာအပေါ်ကဒီဟိုနဲ့တူတူပဲပေါ့နော်1.5 1.26နဲ့တူတူပဲโอเคဒါတွေကအဲဆိုရင်လောက်ဆိုရင်ကျွန်တော်နားလည်မယ်လို့ထင်ပါတယ်ပေါ့နော်ဒါကကျွန်တော်ဒီ USC ပေါ့နော်ဒီ 1H ဘက်မှာလောင်းတဲ့ NEO ကျွန်တော်ဒီပေါက်ကြေးတွေအကုန်လုံးကိုရှင်းပြပေးသွားပဲဖြစ်ပါတယ်โอเคအဲဆိုရင်ကျွန်တော်ရဲ့ ီဒီယိုဒီနေ့ရောဒီလောက်ပါပဲကျွန်တော်ကကျွန်တော်ရဲ့ channel က watchman နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်မလို့အမ် YouTube channel ကို subscribe လုပ်ဖို့လည်းတောင်းဆိုပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်